ယုပိဒတ်ကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါသည်ယုပိဒတ်ကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့နေတဲ့အတူရာဒီဘွားဒီမှာလဲသူ့ဘသူကံတရားတွေပြောင်းရွှေ့ပါတယ်အဲပြောင်းရွှေ့ဖြစ်ပေါ်လာမဲ့အစိုးကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမဲ့ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်ပထမဦးစားမိတ္တရာဒီဘွားမိတ္တရာဒီဘွားဆိုတာ March 27နဲ့ April 20ကြားမှာမွေးဖွားသူတွေဖြစ်ပါတယ် ဒီရာဒီဘွားတွေကအကြံစီတွေအောင်မြင်မယ်ဂုံရှိန်ဝါတွေမြင်မှမယ်ကိုပိုင်ကိုတိုင်လှုပ်တမြမျောလင်းတမြအကျိုးများမယ်ရွှေလုံငန်းရေလုံငန်းရင်ခရီးသွားလုံငန်းလေယာမြေရောင်းဝယ်ခြင်းနဲ့တိုက်တာကွန်တိုရောင်းဝယ်ခြင်းတွေအကျိုးပေးမယ်နိုင်ငံသားခရီးကိစ္စတွေအောင်မြင်သလိုနိုင်ငံသားမှရောက်နေတဲ့လူများလူကျင်တဲ့ကိစ္စပြည့်စုံသွားမှာဖြစ်ပါတယ် အောင်မြင်သွားမှာဖြစ်ပါတယ်။ငွေကြေးတွေကန်ကောက်မဲ့ကျမ်းမာရေးအဆိုးမရှိပါဘူးအိမ်တော်ရေးတာယာမှာဖြစ်ပါတယ်။အလူဒါနတွေနဲ့ပျော်ရွှင်တက်ကြွနေပါလိမ့်မယ်။ဝိစင်တဲ့နဲ့အကြောင်းတွေကတော့ဒီကာလတွေမှာကြည်ပြာရောင်၊နတာရောင်၊ပန်းရောင်နဲ့လိမ္မော်ရောင်များအကြောင်းနုအကြောင်းအကွက်အဆမ်းများဝတ်ပါ။ထီထိုးခြင်းနဲ့ဆိုရင်တော့နှစ်လေးတုံကြပတ်လဲမိမိမွေးနေ့မှာကတ်ဆန်းပြီးပါ။ ပုံမူကံကောင်းခြင်းတော့ဗုဒ္ဓ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 တနည်းကိုကူပါစေပါငါပြောသည်ဘုရားကျော်နဲ့ကော်ပီကိတ်မှုတ်များမိမိမွေးနေ့မှာလှူဒန်းပေးပါ မိသားရာစီပေါ်အားလုံးဖေးရခင်ကျမ်းမှာချမ်းသာကြပါသည်